အနုပညာလောကမှာအချင်းရဆုံးတငယ်ချင်းတွေဖြစ်တဲ့တရုတ်ဆောင်ကြကြောနဲ့ဆုမြတ်နိုးတို့ရဲ့မင်္ဂလာပွဲလေးကိုတရောက်အားပေးခဲ့တဲ့တရုတ်ဆောင်ညီထွက်ခေါင်းမင်္ဂလာပါပရိသတ်ကြီးရဲ့တရုတ်ဆောင်ကြကြောညီထွက်ခေါင်းနဲ့ဆုမြတ်နိုးတို့တောင်းရောက်ကတော့တစ်ချိန်လုံးကအချင်းဆုံးတငယ်ချင်း၃ယောက်အဖြစ်ပရိသတ်တွေရှိမှတဘူးတွဲရှိနေခဲ့ကြတာဖြစ်ပါတယ်နောက်ပိုင်းမှာတော့တငယ်ချင်းတွေအဖြစ်ကနေကွဲသွားခဲ့ကြပြီးကြောကြောနဲ့ဆုမြတ်နိုးဦးလိုနှစ်ယောက်ကတော့ချစ်သူတွေအဖြစ်အဆင့်တန်လှမ်းနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ25ရက်နေ့မှာတော့ကြောကြောနဲ့ဆွေမြတ်နယ်ဦးလိုနေအောင်ရင်မင်္ဂလာမော်ကွန်းတင်လက်မှတ်ရည်ထိုးပွဲကျပခဲ့တာဖြစ်ပြီးတငယ်ချင်းအရင်ဖြစ်တဲ့တရုတ်ဆောင်ညီထွက်ခေါင်ကလည်းတက်ရောက်ချီးမြှင့်ပေးခဲ့တာပဲဖြစ်ပါတယ်အခုလက်ရှိမှာတော့ကြကြောနဲ့ဆွေမြနေဦးလိုကရုပ်ရှင်လောကနဲ့အလံဝင်းနေကြတာဖြစ်ပြီးညီထွခေါင်ကတော့ရုပ်ရှင်ဇာတ်ကားကြီးတွေတာမကဇလန်ထဲတွေမှာပါနေရာရလာခဲ့တာလည်းဖြစ်ပါတယ် အရှင်နှုံးကတငယ်ချင်း၃ယောက်အတူတူရိုက်ကူးခဲ့တဲ့ vlog video လေးတွေကတော့ပရိသတ်တွေကြားထဲမှာသဘောချနှစ်သက်ခြင်းကိုခံခဲ့ရတာဖြစ်ပြီးအဖွဲ꿰သွားပြီးနောက်ပိုင်းမှာတော့ကြောကြောနဲ့ဆွေမြတ်နှုံးလိုနှစ်ယောက်ကသာ vlog video လေးတွေကိုဆက်လိုက်ရိုက်ကူးခြင်းနဲ့ပရိသတ်တွေကိုဖျော်ဖြေတင်ဆက်နေတာပဲဖြစ်ပါတယ်ဒီတငယ်ချင်း၃ယောက်ဆိုရင်ပျော်စရာအမတ်တရားတွေရှိနေကြတာမို့တငယ်ချင်းတွေရဲ့မင်္ဂလာပွဲမှာအထူးတလဲလာရောက်ချင်းမြင့်တဲ့ညီတို့ခံကိုပါကြည့်ပြီးပရိသတ်တွေကတငယ်ချင်း၃ယောက်အတွက်ဝမ်းသာကြည်နူးနေကြတာလည်းဖြစ်ပါတယ်။